ဒီမှာဒီပန်ဆယ်လိုဆိုတဲ့ပန်ဆယ်လိုကျွန်တော်ကနေတယ်နော်ဒါပေမဲ့လေးစားတယ်သူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းပါအဲ့တော့ဒီလိုမျိုးနားဝါးတာကိုဒီနေရာအနေနဲ့ပန်ဆယ်လိုပြောချင်တာကညီမရေစွန့်လို့ပြီးတော့ရှောက်လာခဲ့တဲ့လမ်းမှာဆုံးတဲ့အထိကိုရှောက်သေးပါလို့နော်ဘာဖြစ်လို့လဲဟိုကိုကြီးစာတာတက်ကိုပို့တယ်အကောင်လုံးလည်းနားလေခံစားရတဲ့အရာတော့ဒါပေမဲ့ဒီလိုလူတယောက်ပျော်သွားပြီဆိုတာနဲ့တော်လန်ရေးဘလောက်အားရောပါလိမ့်ရှင်းမှာပြဖို့လက်ညိုးပွဲဖို့ကြီးမရှိရင်တို့ရဲပေါ့လေဘာနဲ့မှလုပ်လို့မရဘူး အဲ့ဒီအတွက်နောက်ထပ်နောက်ထပ်ပန်းစဲလိုမျိုးထောက်ဖို့တွေကိုထပ်ပြီးတော့ငွေထုတ်ရမယ်အစားဒီရှိပြီးသားပန်းစဲလိုပါထပ်ပြိုမယ်ဆိုရင်ဒါတော်လန်ရေးရဲ့ဆုံးဆုံးနှစ်နာမှုကြီးပါ ဒါကြောင့်မလို့ပြည်သူအလုံးပူဇော်တောင်းဆိုတယ်နိုင်တဲ့နေရာကပါဝင်ပေးပါလို့เนาะအဲ့တော့တော်နိုင်ရေးမှာလည်းပါဝင်နေတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအားလုံးကိုလည်းကျွန်တော်တို့မြေတရရခံချင်တာကကျွန်တော်တို့တော်နိုင်ရေးကိုစီးလုံးညီညွတ်အောင်ဘယ်လိုတည်ဆောက်မလဲတိုင်ရင်တပ်ဖွဲ့ပိုင်း COC စီးလုံးအောင်ထောက်ပို့တွေမှာစီးလုံးညီညွတ်မှုရှိအောင်ဘယ်လိုတွေလုပ်ပေးနိုင်မလဲဒီတော်ဝင်အပိုင်းခြားတွေကိုလည်းနိုင်ငံလိုက်နိုင်ငံလိုက်ကျွန်တော်တည်ဆောက်ပြီးတော့ခိုင်မာချစ်လျောင်လုပ်ဖို့လိုအပ်တယ်အဲ့လိုမဟုတ်နိုင်ရင်တော့တကောင်ကြီးတကောင်ကြီးလိုက်ဖက်ခံထိလိမ့်မယ်เนาะကန်ဆယ်လုပ်ပြီးမဘူးလည်းလာအောင်ပါမဘူးနဲ့အခုပန်ဆယ်လုံးတကယ်နားမသိ ာမိုက်ပန်ဆယ်လို့တို့သခင်စိတ်နဲ့မဆက်ရဘူးပန်ဆယ်လို့ရမုံဝင်ရှာပွဲရတယ်အခုတကယ်နာဝါကြီးပန်ဆယ်လို့စိတ်နဲ့မဆက်တော့ဘူးအဲ့ဒီတတ်အောက်စုနဲ့စစ်ပွဲပေါ်မှာနောက်ထပ်ပြစ်မှတ်တစ်ခုရှာလိုက်မယုံရင်ကြည့်ကျွန်တော်ပြောတာဟောနောက်ပါဖြစ်တယ်ခိုင်းမှာအလူတွေမခံရကြတော့အခုခိုင်းမှာထောက်ဖို့ဘယ်ယောက်ရှိသေးလဲလမ်းပေးလူခံလို့ရှိရင်ဟာတန်းနဲ့စီးရဲတယောက်ရှိတော့လက်တော့ကြောင်းတော့ထောင်ပြီးဓာတ်ပုံရိုက်မရိုက်ရဲတော့လည်းအစ်စ်ချစ်ကုန်ကြတာစဉ်းစားကြည့်ရင်နာနဲ့ကျွန်တော်တော်လိုင်းနဲ့ပြောလို့ရှိရင် အဲ့ဒါတွေကဘာတွေကြောင့်အချင်းချင်းမစိမ်းတော့မညီညွတ်မှုကြောင့်တယောက်ကိုတယောက်မနာလိုတဲ့အောက်တန်းစားစိတ်တွေကြောင့်အဲ့တော့ဘာဖြစ်တဲ့ထိုင်းမှာအဲအခုလည်းပန်ဆယ်လိုတယောက်ကိုဖြိုပြီးမကူနဲ့ပန်ဆယ်လိုတကယ်နားလိုက်ရင်နောက်ထပ်ထွက်လာအောင်ပဲဖြစ်မှတ်တယ်ကျွန်တော်ဒါပဲပြောချင်တယ်အဲ့တော့အဲ့တော့ဘာလို့ကြာမလဲဆိုတဲ့အပေါ်မှာပြက်ပြက်တန်းတန်းတုတ်ပြန်ကြောက်ဖို့ရည်ကြီးတယ်ညီမပန်ဆယ်လိုနဲ့တင်းတင်းချာချာစဉ်းစားပါလို့မြစ်တာရက်ခံကြပါအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပန်ဆယ်လိုရန်ပုံငွေရှာခြင်းရက်တက်မည်ဟုကြေညာလိုက်သည့်အပေါ်တော်လိုင်းရေးထောက်ပို့တွေတိုးပွားအောင်လုပ်ရမည်အစားထောက်ပို့တွေထွက်သွားအောင်မလုပ်ကြဘူးကိုစီတောင်းပန်လိုက်သည်မူ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာကြော်စရာကောင်းတဲ့တည်င်းပါဗျာနော်တော်နိုင်ရေးထွက်တာတော့အင်မတန်ဆုံးရှုံးတဲ့မျက်နှာမူကြီးပဲအဲ့ဒါကတော့အားလုံးတိကြတဲ့ဆက်အနာရှင်ကိုဆင်စုနှစ်ကြော်ကြာဒီဇိုင်းမှာဆက်ကျင်ခဲ့တဲ့ပန်ဆယ်လိုဆိုတဲ့ရုပ်တိကတော့သူ့ရဲ့လူမှုကွဲမှာကျင်ညာလိုက်ပါပြီပန်ဆယ်လိုကလက်ရှိရန်ပုံငွေရှာဖွေရေး project တွေနဲ့ဘာတစ်ခုမှတာဝန်ယူတော့ပါရှင်းရှင်းတော့တော်နိုင်ရေးကိုတူငွေလုံးဝမရှာပေးတော့ပါဘူးလို့ကျင်ညာတဲ့ထောက်လိုက်ပါနော်ကျွန်တော်တို့အများပြောပါတယ်ထောက်ပို့တွေကိုအရေးကြီးတယ်ထောက်ပို့တွေကိုဝင်းရမှာ ထောက်ဖို့တွေကိုအရေးကြီးတယ်ထောက်ဖို့ကနေတွားတဲ့တော်လိုင်းဖြစ်တဲ့အတွက်ထောက်ဖို့တွေကိုဝင်းရမှုမရှိဘူးဒါပေမဲ့ထောက်ဖို့တွေရှိကလိုရင်တာတောင်းတဲ့လူရှိတယ်ဒါကျွန်တော်ဘယ်သူမှပြောဘူးနော်လိုရင်တာတောင်းတဲ့လူရှိတယ်ထောက်ဖို့ကောင်းဘယ်သူပဲတနေနေဘသူမတက်ဆိုင်ဘူးအဒီနေရာမှာတစ်ခုဆိုတာကအခုပန်ဆိုင်တော်မျိုးဆိုရင်ဒါတစ်ဖက်တစ်ခုတည်းပဲထောက်ဖို့လုပ်တာမဟုတ်ဘူးအဲ့ဒီအတွက်အဲ့လိုလူမျိုးတွေကိုဘယ်လိုတော့လာဆိုကျွန်တော်တို့ပေါ့ကျွန်တော်တို့ဆိုတိုင်ရင်တစ်ခုလည်းထောက်ဖို့လုပ်တာမဟုတ်ဘူးရတဲ့ချမ်းမုံကိုညှပြီးတော့တိုင်ရက်ပြည်တွေကိုချပြီးတယ်အဲ့တော့တိုင်ရင်တပ်ဖွဲ့တွေက ဒီလူကတို့ရဲ့ထောက်ဖို့မဟုတ်ဘူးဆိုတော့အတွေးမျိုးတွေးထားတဲ့အတွက်အဲ့ဒီလူတွေကိုကြိုက်တဲ့လူတိုက်ခိုက်တိုက်ခိုက်တို့နဲ့မဆိုင်ကြဘဲနေတယ်။အဲ့တော့အဲ့ဒီလူတွေပျော်လဲတော့ရင်တော်လိုင်းကြီးဘယ်လောက်တင်တာသွားမလဲဆိုတဲ့အရာကိုမတွေးကြဘူး။နောက်တစ်ခုက NGO အစိုးရအနေနဲ့ကလည်းထောက်ဖို့ကဏ္ဍကိုလုံးဝကိုတိကျလူရှိတာတွေးတယ်။လောက်ပါလေလို့မပြောနဲ့ PRF ကဏ္ဍကဒါအသေးမဲ့မရှိဘူးအဲ့လိုလုပ်ရုံနဲ့နော်။တကယ်ဒီမှာမဆိုင်တဲ့ဝင်ကြီးဌာနတွေကရှိနေတာဒီထောက်ဖို့ကဏ္ဍအတွက်တီးတန့်ကိုကျွန်တော်တို့စီစဉ်ရမယ်။ဥဆောင်ရမယ်။နောက်လမ်းပြရမယ်။ဝင်းရမ်းရမယ်။ကာကွယ်ရမယ်။ဒါတွေဘာတစ်ခုမှမရှိတဲ့အတွက်ထောက်ဖို့တွေကခိုးတဲ့ကောင်ကခိုးတယ်။ မခိုးဘဲနဲ့ဘဝနဲ့ရည်မြီလောက်တဲ့ကောင်ကဖော်ကားကံအထိနှိကွက်ကံအထိเนาะအခုကျွန်တော်ဆိုရင်ထိုင်းမှာမျိုးစုံတိုက်တက်ကံရတာကိုနီးကိုဟန်နဲ့ပဲရအောင်တက်တက်ခံပြီးလုပ်နေတာเนาะပန်ဆယ်လိုဆိုပူဆိုးတယ်အားလုံးသိတယ်ကဲနောက်ပန်ဆယ်လိုကစိတ်သက်သာသွားတဲ့အပိုင်းကတော့ကျွန်တော်ထင်တာမမကြီးရန်သူဘက်ကိုသူစောက်ပြစ်ဆိုင်တဲ့လူမျိုးလုံးမဟုတ်ဘူးเนาะကျွန်တော်တို့ကရန်သူဘက်ကိုစောက်ပြစ်ဆိုင်တယ်အဲ့ဒီကိုဘက်ကဘာဆိုတဲ့ဟာတွေရဲ့တိုက်ခိုက်မှုကြောင့်အဲ့လိုဖြစ်တာအဲ့တော့ဒီနေရာမှာကျွန်တော်ပြောတာကျွန်တော်ပန်ဆယ်လိုဆိုင်လည်းမဟုတ်ဘူးပန်ဆယ်လိုအောက်ဆိုင်လည်းမဟုတ်ဘူးတခုတော့ပြောချင်တယ်တော်ခံရေးမှာဗျာလူ၅ယောက်ကရမုံငွေရှာပေးနေတယ် နော်ဒီလူ၅ယောက်အရှိန်ကြောင့်တော်လိုင်းရင်းကိုရံမုံဝင်စီးစင်းဒီလူကိုမကောင်းဘူးဆိုပြီးဒီတယောက်ကတိုက်ဒီတယောက်ရှင်သွားမယ်ဘယ်နှယောက်စားပဲကျန်တော့၄ယောက်ပဲရှိတော့မလဲအဲ့တော့ဒီလူကတကယ်မကောင်းဘူးလားမကောင်းဘူးခိုးတယ်ဖွက်တယ်ဆိုလို့ရှိရင်လေတက်တယ်တက်ကြရအချက်နဲ့တိတိကျကျနဲ့ဖော်လေအခုပန်ဆယ်လုံကတခါလေးပြောရတယ်ရံမုံဝင်ရှာမုံရင်းနဲ့ပတ်သက်လို့သူလုံးဝမလုပ်တော့ဘူးဒီသူလောက်ခဲ့တဲ့အရာတွေအားလုံးဒီဗယံမလာဆွဆွဲတာကလွဲလို့တိကျတဲ့တော့တက်တယ်တက်ကြရရှိရင် IG အစိုးရစီမှာတိုင်ကြမ်းနိုင်တယ်အင်ဂျီအစိုးရရဲ့စစ်စစ်အရေးယူခြင်းကိုခံပေးဖို့အစင်းနဲ့ရှိတယ် တခါနဲ့သူပြောထားတယ်နော်အမှသူရေးထားတဲ့စာကတော့ကျွန်မလူလူယုံကြည်ပုဂ္ဂိုလ်စုစည်းနိုင်စွမ်းဟာဒီလူတယောက်အနေနဲ့တော်လှန်ရေးပေါ်အကျိုးပြုနိုင်စွမ်းဖြစ်ခဲ့ပေမဲ့ကျွန်မအတွက်တော့အစိတ်ဖြစ်အစိတ်ပြန်ဖြစ်ခဲ့ပါတယ်ကျွန်မတယောက်တည်းကိုဥတီတော့ဂုံတိတ်ခါဖြတ်စည်းခြင်းတွေမိသားစုနဲ့ပတ်သက်မှုအားလုံးစီရရှိလာတဲ့နာကျင်မှုတွေမလုံခြုံမှုတွေတစ္ဆာဆိုပါတယ်ဒီထဲတွေကိုကျွန်မအစွမ်းကုန်အစွမ်းအားလုံးပုံဒီအထိတောက်ခံခဲ့ပါတယ်လို့ပန်ဆယ်လိုကရင်ဖွဲ့ခဲ့တာဖြစ်ပါတယ်ကဲအဲ့တော့ဘာဖြစ်သွားလဲကျင်းတတ်ကြ ကိုဘာကြောက်ကမဲဦးနော်ဘာကြောက်ကအဲ့လိုလုပ်ဖို့ဒီတန်ကိုငါပေါက်ခိုင်းလို့လာရဆိုတာထိုင်းမှာရှိတဲ့ထောက်ဖို့အရန်စုကိုဖြိုးလာဒါအခုမနီဘာမနီကောင်တွေကငစီနဲ့ငပေါက်နဲ့ရံဖြစ်နေလို့ထိတဲ့ငပိုက်ရရှိသေးတယ်ဟမ်ထောက်ဖို့လာပြောလာငစီနဲ့ငပေါက်နဲ့ရံဖြစ်တာကိုငပေါက်နဲ့ကျွန်တော်ဘွားခွာလာမဟုထိုင်းမှာရှိတဲ့ထောက်ဖို့လာပြောလာထိုင်းမှာငစီဟာထောက်ဖို့မလုပ်မနဲ့ဒီတိုင်းနေပြီငပေါက်ကမလာဘူးငစီကဥတည်ယူမလိုက်ဘူးရှင်းရှင်းလေးနော်အဲ့ဒီကဘောတရားတွေတော့မတိမဲနဲ့တော်လိုင်းရေးဘက်မှာပါဝင်နေတဲ့လူတွေကိုလည်းကျွန်တော်အံ့ဩတယ်တကယ်တော့ပြောကြည့်လို့ရှိရင်ပြောမဲ့စကားတွေအများကြီးဂုံစာကြည့်လို့ရတယ် အခုကျွန်တော် PSD network ကနေလာစီ time မှာအမှုခံတော့မရဘူးလို့ဘယ်သူမှကျွန်တော်ဝင်ဝင်ရအောင်ရှာလို့ရအောင်ကျွန်တော်တို့ခံပြီးထားတယ်အဲ့ရရတဲ့ငွေရုံးဘွက်နဲ့တိုက်ရိုက် ANG ရဲ့စစ်ရုံးထုတ်ကိုချိန်ပေးထားတယ်ကျွန်တော်ဖုန်းတစ်ကောင်းဝင်မပြောဘူးဝင်ပြီးတော့မန်းတိုင်းကြက်ဖို့ဆိုတော့ဝေးကျွန်တော်တို့ဖြစ်ချင်တာကတော်လန်ရဲ့အထောက်ကူပြုတ်ချင်တယ်အောင်းနေချင်တယ်လိုအပ်တဲ့ရအောင်ဝိုင်းလုပ်ချင်တဲ့စိတ်နဲ့ပဲလုပ်တာကျွန်တော်နေရာမှာတာဝန်လူစုမန်းတိုင်းပတ်ပြပြီးတပုံကြီး ANG စစ်ရုံးထုတ်ကဘယ်သူမှတာဝန်ထမ်းတာမှမတော်တည်ဘူးပြည်စီရလည်းလို့ဘာဖြစ်လို့လဲကျွန်တော်တာဝန်ကငွေရှာပေးဖို့စစ်ရုံးထုတ်ကငွေမထက်ဘူးဘာဖြစ်လို့ဒါပြည်သူဆန္ဒအရာ ်စေယုံကျောက်ကလေစရင်တောင်းတယ်တန်ရင်တက်ွက်ပဲတိုက်တည်နေအနှက်ကတိုက်တက်ွက်တွေဘသူတွေကဘလို့လိုအပ်ချက်ရှိတယ်လိုအပ်ချက်အရင်ကြီးဆုံးကွက်စေယုံကွက်လိုမျိုးဓာတ်ပြီးစရင်တွေကိုတောင်းတယ်တလားတကာတိုင်းနဲ့ပြည်နဲ့14ခုကိုမဲနိုင်ပြီးချပေးတယ်ရုံးကွက်နဲ့တိုက်ရချင်းထားတယ်ကြားရမယ်နဲ့ဝင်ပြီးတော့ရွှေပက်တာလေးရှောက်တာလေးဆရာဝင်လောက်တာလေးမန်နလန်ကတ်တာလေးကျွန်တော်ဘာမှမလုပ်စီအောင်ကျောက်မှာဘယ်သူမှတာဝန်ထမ်းတာတော့မသိဘူးအဲ့လောက်ထိကင်းအောင်နေတယ်ကျွန်တော်ဘာဖြစ်လို့လဲကျွန်တော်တော့ဖြစ်နေတာဒီဒီတော်လိုင်းရေးမှာငါဘယ်ဘယ်လောက်ရှာပေးနိုင်လဲ မိုးကုံမြို့အနောက်ပိုင်းရေထွက်ကြီးကြီးရွာသို့စစ်တပ်ကလေရင်ဖြင့်ဘုံကျဲမှုပြည်သူတအူးထိမှန်တန်းရာရမန္တလေးတိုင်းတွင် PLA ကတိမ့်ပိုက်ထားသောမိုးကုံမြို့အနောက်ပိုင်းရေထွက်ကြီးကြီးရွာသို့စစ်တပ်ကလေရင်ဖြင့်ဘုံကျဲမှုပြည်သူတအူးထိမှန်တန်းရာရရှိကြောင်း PLA ကသတင်းထုတ်ပြန်သည်ယနေ့အော်တိုဘာလ၁ရက်နေ့နနက်၁၀:၄၉မိနစ်အချိန်မိုးကုံမြို့အနောက်ပိုင်းရေထွက်ကြီးကြီးရွာသို့စစ်တပ်ကလေရင်ဖြင့် ပေါင်၂၅ဆဲ့ဘုံနှစ်လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းရင်းတိုက်ခိုက်မှုကြောင့်အမျိုးသားတတိမှန်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တစ်လုံးထိခိုက်ပျက်စီးသွားကြောင်းသိရှိရသည် ရေထွက်ကြီးကျေးရွာဘက်မှာရှိတဲ့လက်ဖက်ခြံနားကိုကြာရောပောက်ကွဲတဲ့တိုက်ပွဲဖြစ်တာတော့မရှိပါဘူး။လေရင်တွေကင်းထောက်တာရှိပေမဲ့ဒီရပိုင်းတွေလေကြောင်းတိုက်ခိုက်မှုနေပါနေလို့ပြည်သူတွေနည်းနည်းစိတ်သက်သာရာရနေရကနေတခုဘုံပြန်ကျဲလာတာဟုမိုးကုံမျိုးကြက်ပြင်းတွင်နေထိုင်သူပြည်သူတို့ကရန်ကုန်ခေတ်တည်တင်းထာလာထံသို့ပြောဆိုသည်စစ်တပ်ကစက်တင်ဘာလအတွင်းလေကြောင်းဖြင့်ကြောက်မဲမြို့နယ်တွင်6ကြိမ်၊တီဘောမြို့နယ်တွင်1ကြိမ်၊မိုးကုတ်မြို့နယ်တွင်2ကြိမ်နှင့် မိုင်းလုံမြူနယ်တွင်တချိန်ဘုံများလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးအမျိုးသား၂ဦးသေဆုံးပြီးပြည်သူ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနေအိမ်၄၀စာတင်ကျောင်းတစ်ကျောင်းဖုန်ကြီးကျောင်းတစ်ကျောင်းကျောင်းဆောင်တစ်ဆောင်အဆောက်ဦးတစ်လုံးနှင့်ကားတစ်စီးဘုံထိမှန်ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်မိုးကုတ်မြို့ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများတောက်လျှောက်ဆိုသလိုလှုပ်ဆောင်သည့်ဖြင့်ပြည်သူထိခိုက်ဒေဆုံးမှုများအလွန်များပြားလျက်ရှိသည် ဩဂုတ်လ18ရက်နေ့မွန်းလွဲ3နာရီ30မိနစ်ခန့်တွင်မိုးကုတ်မြို့ကျက်ပြင်စီတီလာရှင်ကျောင်းဤကိုလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူတဦးထိခိုက်ဒဏ်ရာရရှိခဲ့ဘလပါဝေတိုင်းလဲဆိုတဲ့စိတ်ကူးနဲ့ပဲလုပ်တာဒါပေမဲ့အဲ့ဒီပေါ်မှာလုံနိုင်စွာအများလာပြီးတိုက်ခိုက်မှုနှစ်ခုတုံးလာနေတယ်နော်တစ်ခုကတစ်ဖက်ရန်သူဘက်ကဟာတိုက်ခိုက်မှုရန်သူဘက်ကဟာတိုက်ခိုက်မှုစောင့်ကြည့်ဆိုင်ဘူးရဲမဟုတ်ဘူးနော်စိုးလာတာကိုလိုတူးလို့ တော်လိုင်းဘက်ကပါဆိုတဲ့ဟာမျိုးနဲ့အပြစ်ရှာဒါကျွန်တော်ဆိုလုံးဝရှာလို့မရဘူးနော်လာမှာမဘူးနဲ့တနည်းမောက်တနည်းနဲ့ပိတ်ဒေါဒိကပိုင်းနဲ့ရှာလို့ရရမရဘူးဥပဒေပိုင်းနဲ့ရှာတနည်းမောက်တနည်းရအောင်ရှာပြီးရအောင်ဖြိုလဲကြပါဘာဒါသူတို့ရဲ့လမ်းကြောင်းအဲ့တော့ဒီနေရာမှာတခုတတိထားနေတာကျွန်တော်တော်လိုင်းရဲ့ဘက်ကတိုင်ရင်တက်ွက်တောင်းရင်ရှိတဲ့လူတွေပေါ့ AMG လူကြီးပိုင်းတွေရောအခုပန်ဆယ်လိုတယောက်နာသွားပြီပန်ဆယ်လိုမပြောနဲ့အလုတ်ပိတ်ရဲ့လေးမှာမနာပဲနဲ့ရရအလှလိုက်ခံပြီးတော့တိုင်ရင်တခုတွေထောက်ပေါ်နေတဲ့ထောက်ပေါ်လေးတယောက်ပဲနာကြည့်ဟာကျွန်တော်တော်လိုင်းတွေမျက်နှာကြည့်ပဲ ဲ့တော့ကျွန်တော်တို့ကထောက်ပေါ်တဲ့အတွက်အပေါ်ကလူကြီးတွေဘာတွေလုပ်ပေးနိုင်လဲဘာတွေကာကွယ်ပေးနိုင်လဲဘာတွေအရေးယူပေးနိုင်လဲတစ်ခုလုံးရှိဖို့လိုတယ်။နံပါတ်၁ကကာကွယ်ပေးရမယ်။ကာကွယ်ကူညီပေးမယ်လိုအပ်တယ်လို့နံပါတ်၁ကလည်းအရေးယူဖို့ပိုင်းတယ်လိုအပ်တယ်။စစ်ဆေးအရေးယူ NGO တွေဥပဒေကြောင်းအရဒီကလက်မှာနော်လူတယောက်ကိုဒီတီမရောက်နေတဲ့လူတယောက်ကိုလာပြီးတော့အရေးယူလို့မရနိုင်တာနေရမယ်။လူမှုရေးရအပြင်းအထန်အရေးယူရတယ်။ကျွန်တော်တို့ဖြစ်ချင်တာအဲ့ဒါ။နော်ထောက်ပေါ်တွေကိုစီစစ်တကယ်တကယ်တင်းချာလုပ်တဲ့အဖွဲ့တွေကိုပြည်သူကိုမိမောက်ဖို့ပြ။ဒါလည်းဝင်းရတာကာကွယ်တာပဲ။ နော်အခုတစ်ခုတစ်ခုကစော်ကားလာပြီပုံကိုရိုက်တိုက်တိုက်လာပြီစော်ကားလာအပြည့်ဝရက်ဒီပဲတန်ရင်တက်ဖွဲ့တွေကဘယ်နဲ့လိုအပ်လာရင်လိုအပ်တယ်လိုဝင်ရမှုဖြစ်ဖို့လိုအပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့နေတာလိုနေမယ်ဆိုရင်တော့အခုတကယ်လို့ဘလောက်မုန်းခံတယ်အဲ့ပန်ဆယ်လိုဆိုကြည့်ဒါတွေကဘယ်နဲ့ကပြောပြန်ရတာတွေကတစ်ဖက်ကအမုန်းတရားတွေတိုက်ခိုက်မှုတွေပုံကိုရိုက်တိုက်ခိုက်မှုတွေကိုဘက်ကလူတွေကတော့ငါလည်းမဆိုင်ဘူးအတူတူဖြစ်ကြတာဆိုအဲ့ဒီအောက်မှာကျွန်တော်တို့တော်နိုင်ရေးရဘယ်လိုလုပ်ကြမလဲနော်အဲ့တော့တော်နိုင်ရေးတော့ဘယ်နဲ့နှိမ့်ဆက်သွားအောင်မှာလဲဟမ်အခုကျွန်တော်တလ200နဲ့ PSC တည်ဆောင်ထားတယ်နော် ဲဝင်တဲ့မန်ပါဝင်တွေကိုလေးလပ်ပြီးစမတ်ကထုတ်ပေးတယ်။သူတို့ရဲ့အခက်အခဲဖြစ်ရင်ပြန်လဲကူညီပေးတဲ့အစီအစဉ်ထင်ထားတယ်။အဲ့ဒီအပေါ်မှာလည်းဘယ်လောက်ဖြစ်ဆိုပြီး PRF အဖွဲ့ဆိုတဲ့ဟာမျိုးလာတိုက်တယ်ကျွန်တော်။ကျွန်တော်တို့ကငွေအများကြီးရှာလို့ရဖို့အဓိကမဟုတ်ဘူး။ PRF နဲ့ရှာမှကျွန်တော်တို့ထိုင်းမှာဆို PSC နဲ့ထက်ရှာမယ်။နောက်ထပ်ခေါင်းစဉ်ရှိသေးတယ်။ရှိတဲ့ထက်ရှာ။ငွေရဖို့လို့လည်းဒီ online မှာလိုအပ်နေတာငွေ။မင်းပါလုပ်တယ်ငါပါလုပ်တယ်အဲ့ဒီခေါ်ဖို့ဟုနော်အဲ့ဒီငပိပညာမဲ့ငပိတွေအဲ့လိုပါလာလို့ရှိရင်ဘယ်နဲ့ပြောလို့အာဒီကောင်တွေထောက်ဖို့ပေါ်ရငွေဘယ်လောက်ရလားဒီကောင်တွေထောက်ဖို့အဖွဲ့ချင်းလိုက်တယ်ဟာဟမ်စဉ်းစားကြည့်ဆိုတော့ကျွန်တော်တို့ online ကြီးကဘယ်လိုဖြီးရောက်တော့မလဲ အဲ့တော့ပြောချင်တာကအခုဒီလစ်မှာဒီပန်ဆယ်လိုဆိုတဲ့ပန်ဆယ်လိုကျွန်တော်လက်ငယ်တယ်နော်ဒါပေမဲ့လေးစားတယ်သူ့ရဲ့လုတ်ဆောင်ဆိုင်စွမ်းကိုအဲ့တော့ဒီလိုမျိုးနားဝါးလာကိုဒီနေရာအနေနဲ့ပန်ဆယ်လိုပြောချင်တာကညီမကြီးဆုံးလို့ပြီးတော့ရှောက်လာခဲ့တဲ့လမ်းမှာဆုံးတဲ့အထိကိုရှောက်ပေးပါနော်ဘာဖြစ်လို့လဲဟိုကိုချင်းစာတာတက်ကိုပို့တယ်အကုန်လုံးနားလေခံစားတယ်အရမ်းဒါပေမဲ့ဒီလိုလူတယောက်ပျော်သွားပြီဆိုတာနဲ့တော်လန်ကြီးဘလောက်အားရောပါမလဲရှင်းမှာပြစ်ဖို့လက်ညှိုးကွေးဖို့ကြီးမရှိရင်တို့ရဲမော်ကြီးဘာနဲ့မှလုပ်လို့မရဘူးအဲ့ဒီအတွက်နောက်ထပ်နောက်ထပ်ပန်ဆယ်လိုမျိုး ထောက်ဖို့တွေကိုဖတ်ပြီးတော့ငွေထုတ်ရမယ်အစားဒီရှိပြီးသားပန်စင်တို့မှာထပ်ပြုတ်မယ်ဆိုရင်ဒါတော်လန်ရဲ့ဆုံးဆုံးတင်တာမျိုးကြီးပါဒါကြောင့်မလို့ပြည်သူအားလုံးကိုစားတောင်းဆိုတယ်နိုင်တဲ့နေရာကပါဝင်ပေးပါလို့နော်အဲ့တော့တော်လန်ရဲ့မှာလည်းပါဝင်နေတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအားလုံးကိုလည်းကျွန်တော်တို့မြေတရက်ခံချင်တာကကျွန်တော်တို့တော်လန်ရဲ့ကိုစီးလုံးညီညွတ်အောင်ဘယ်လိုတည်ဆောက်မလဲတိုင်ရင်တပ်ဖွဲ့ပိုင်း COC စီးလုံးအောင်ထောက်ဖို့တွေမှာစီးလုံးညီညွတ်မှုရှိအောင်ဘယ်လိုလဲလုပ်ပေးနိုင်မလဲဒီတောင်ဝင်အပိုင်းအခြားတွေကိုလည်းနိုင်ငံလိုက်နိုင်ငံလိုက်ကျွန်တော်တည်ဆောက်ပြီးတော့ခိုင်မာချစ်လျံလုပ်ဖို့လိုအပ်တယ်အဲ့တော့မဟုတ်နိုင်ရင်တော့တကောင်ကြီးတကောင်ကြီးလိုက်ထက်ခံချစ်လျံနော်ပန်ဆယ်လိုပြီးမဟုတ်လို့လောင်းပါ မပူတဲ့အခုပန်ဆယ်လိုတကယ်နားဝရှိနားဝပန်ဆယ်လိုသူတို့စကနေစိတ်နဲ့မဆက်တော့ပန်ဆယ်လိုရံမဝင်ရှာပွဲရတယ်အခုတကယ်နားဝရှိပန်ဆယ်လိုစိတ်နဲ့မထက်တော့ဘူးအဲ့ဒီတတ်အုပ်စုနဲ့စစ်ပွဲပေါ်မှာလေနောက်ထပ်ပြစ်မှတ်တစ်ခုရှာလိုက်မယုံကြည်ကျွန်တော်ပြောတာနော်ဘာဖြစ်လို့လဲခိုင်းမှာအရင်တခါတနိုင်ငံတို့လမ်းပြရဆဈေးနဲ့ကိုယ့်ဘက်ကလူတွေခံတော့ရနေတဲ့အချိန်မှာကျွန်တော်ကိုပုံပုံကြီးတိုက်ခိုက်တယ်ခံခဲ့ရတယ်အားလုံးသိမှာအဲ့ချိန်မှာကျွန်တော်ဘာပြောခဲ့လဲဒါပုံပုံကြီးတိုက်ခိုက်တာမဟုတ်ဘူးနော်တော်လန်ကြီးကိုတိုက်ခိုက်တာထိုင်းမှာရှိတဲ့ထောက်ပို့တွေကိုတိုက်ခိုက်တာ လူမဆိုင်ဘူးငစီကိုတိုက်ခတ်ခံချင်းပျော်တဲ့ကောင်မှရှိသေးတယ်ကိုပတ်ကကိုပတ်ကနော်ဟောနောက်ပါဖြစ်ခိုင်းမှအလူတွေမခံကြတော့ဘူးခိုင်းမှထောက်ဖို့မနေရောက်ရှိသေးတယ်ဟမ်လမ်းဘေးအလူခံလို့ရှိရင်ဟမ်ဖမ်းတဲ့စီးရတယောက်ရှိတော့ဘူးလက်တော့ကြောင်းအောင်ထောင်ပြီးဓာတ်ပုံရိုက်မရိုက်ရဲတော့အစင်ချစ်ပေါက်ကြတာစဉ်းစားကြည့်ရင်နာနေတဲ့တော့တော်လိုင်းနဲ့ပြောလို့ရှိရင်အဲ့ဒါတွေကဘာတွေကြောင့်အချင်းချင်းမစီးတော့မညီမှုကြောင့်တယောက်ကိုတယောက်မနာလို့တဲ့အောက်တန်းစားစိတ်ကြောင့်အဲ့ဒါကဘာဖြစ်တဲ့ခိုင်းမှအဲ့ဒါကလည်းပန်ဆန်တို့တယောက်ကိုဖြိုးပြီးမပူနဲ့ပန်ဆန်တို့တကယ်နားလိုက်ရင်နောက်ထပ်ထွက်လာအောင်လို့ပြစ်မှတ် ကျွန်တော်ဒါပဲပြောချင်တယ်အဲ့တော့ဘာလုပ်ကြမလဲဆိုတဲ့အပေါ်မှာပြက်ပြက်တန်းတန်းတုတ်ပြန်ကြဖို့ရည်ကြီးတယ်ညီမပန်ဆယ်လိုတယ်တိတိကျကျစဉ်းစားပါလို့မြစ်တာရိုက်ခိုင်းနေပါလား